လိတ်ကျွန်းလူသက်မှုကိုတည်တဲ့လူသက်တွေတွေရထားပြီးမဲ့တရခွင်မှာတော့တက်တင်မထွက်ဆိုရဲကြဘူးလို့စုံစမ်းစစ်ဆေးရေးကော်မတီဘက်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဦးမြတ်သူအောင်ကပေးပို့ထားပါတယ်ရှင်ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာပြည်နှရှနိုင်ငံသားနှစ်ဦးအသက်ခံရတာနဲ့ပတ်သက်ပြီးတန်တရားနဲ့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားနှစ်ဦးရဲ့အမှုမှာတက်တင်ထွက်ဆိုကြမဲ့အလို့သမားတွေဟာ တရားမဝင်အလုတ်သမားအများစုဖြစ်နေတဲ့အတွက်ထိုင်းအလုတ်ရှင်တွေအာနာပိုင်တွေရဲ့ခေါ်ယူစစ်ဆေးမေးမြန်းခံရမှာကိုစိုးရိမ်နေကြတာပါအဲ့လိုစိုးရိမ်ပူပန်မှုတွေနဲ့ထိုင်းအလုတ်ရှင်တွေအလုတ်နေရာမပေးမှာစိုးတဲ့ပူပန်မှုတွေကြောင့်တရက်ခွဲမှာတပ်သေးမထွက်ဆိုရဲဘူးဖြစ်နေကြတယ်လို့စုံစမ်းစစ်ဆေးကော်မတီဘက်ကပြောဆိုသွားပါတယ်စုံစမ်းစစ်ဆေးကော်မတီဘက်ကလက်ကျွန်းလူတက်မှုအမှုမှန်ပေါ်ပေါက်ဖို့အတွက် ဒီလူသတ်မှုကိုသိနေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့သူတွေကမြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့သူတွေကပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းထားပါတယ်အမှုအပေါ်အထောက်အကူပြုမဲ့တပ်သေးမျိုးသားတရက်ခွင်မှာထွက်ဆိုပေးမယ်ဆိုရင်နိုင်ငံတော်အစိုးရနဲ့စုံစမ်းစစ်ဆေးကော်မတီတို့ကလိုအပ်တဲ့လုံခြုံရေးနဲ့စာဝတ်နေရေးကိုပံ့ပိုးကူညီသွားမယ်လို့ဆိုပါတယ်ကျွန်တော်တို့ပြောနိုင်တာကတော့ကျွန်တော်တို့ဖြူစံရေးကော်မတီနဲ့ဒီကနိုင်ငံတော်အစိုးရအနေနဲ့ကအဲ့ဒီအမှုမှာအမှုတပ်သေးရဲ့ကံဘူး တတိယအခုကိုထောက်ကူပြုမှုပေါ်မှာဘူတည်ပြီးတော့ကျွန်တော်တို့ရပါတဲ့လုံလုံရေးရဟောသူတို့ရဲ့နေထိုင်စားပွက်နေရေးရဟောသူတို့ပတ်လို့ကူညီဖို့သူတို့အကူတော့ခံရတာပါအဲ့ဒီပဲကျွန်တော်တို့ဆွေးနွေးနေလို့ဆက်တော့ဟိုတို့ရှိပါ ရှိအမှုရင်ဆိုင်နေတဲ့အခါမှာလဲရုံချိန်တွေခေါ်တဲ့အခါအရင်က2လ3လကြိုချိန်ပြီမဲ့ဒီဇင်ဘာလထဲမှာတော့ဆယ်ရကျော်လောက်နဲ့ကြိုချိန်တယ်လို့ကောမဒီဘက်ကပြောပါတယ်ဒီလိုရုံချိန်ကတ်ချိန်တာဟာတက်သေးထွက်ဆိုပြီးမဲ့သူတွေကိုပြင်ဆင်ပေးဖို့အချိန်အခက်အခဲဖြစ်တယ်လို့ဆိုပါတယ်ဒီဇင်ဘာလ10ရက်နေ့ရုံချိန်တုန်းကလဲစကော့တလန်ရဲတပ်ဖွဲ့စစ်ဆေးတွေ့ရှိချက်တွေကိုလှုပ်ဝက်ထားဖို့တရားသူကြီးကပြောသွားတယ်လို့ဆိုပါတယ်စကော့တလန်ရဲ့တွေ့ရှိချက်ကိုကျွန်တော်တို့မသိရှိရပဲနဲ့ သူရဲ့တွေ့ရှိချက်ကိုမိသားစုတွေစီကိုပေးထားပြီးမိသားစုတွေစီကမှတသင့်တရားရုံးတော်ပေးပြီးတော့ဒီချက်လက်တွေကိုအထူးလှုပ်ဝဲထားပါဆိုတာရှင်းနေတရားဝင်ပါဘုရားသူကြီးကပြောသွားတယ်ဒါနဲ့ကျွန်တော်စိတ်ခေါ်ရေးပါတယ်အဲကျွန်တော်တို့အလို့သမားနှစ်ယောက်ဒီလုံးဝမတတ်ဘူးဆိုတာတော့ရထားတယ်ဖြစ်တဲ့စကော့တလန်ရက်မကတော့စကော့တလန်ပုတ်ပဲဖြစ်ဖြစ်အမှန်တရားကတော့မကြောက်ဘူးပေါ်ပေါ်လာတယ်ကျွန်တော်သုံးသက်စစ်စစ်တရားနဲ့ရေးရေးခါခါ အမှုကိုရင်ဆိုင်နေရတဲ့အခက်ခဲတွေအပြင်စုံစမ်းစစ်ဆေးကော်မတီလည်းတွယ်ဝိုက်တဲ့ဤတွေနဲ့အချင်းချောက်ခံနေရတယ်လို့ဆိုပါတယ်ဖန်စီထားတဲ့တရက်ခံမြန်မာလူငယ်2ဦးဖြစ်တဲ့ကိုဇော်လင်းနဲ့ဝင်းစော်ထွန်းတို့2ဦးကို Cosmic အစိုးရရှင်းဤကောင်စီဘက်ကတရက်လူပြုတ်ကအမှုပေါင်း9မှုနဲ့တရားရုံးတင်ထားပြီးဒီဇင်ဘာလ26ရက်နေ့မှာယုံချင်းထုံမှာပဲဖြစ်ပါတယ်ကျွန်တော်မြတ်သူအောင်ပါ